thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတက္ကသိုလ်6နိုင်ငံသားထောက်ခံသည့်ရွေးကောက်ပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိုင်းပြည်အကြံတည်ငြိမ်တိုးတက်နေပြီးအသစ်ထွက်ပေါ်လာမည့်လွတ်တော်ကြေးဓာတ်ရိုက်ဆိုင်ကိုထုတ်လွှင့်ချက်များကိုနောက်တစ်နေ့တွင်ကြီးရတော်မည်ဟုသောအတွေ့အကြုံအိယာရဲဝင်သွားကြသည့်ပြည်သူများအဖို့မနေ့အိယာနိုးလာချိန်မှာတော့မင်းအောင်လိုင်၏ပြည်ဖြတ်လုပ်ရများကြောင့်မောင်းမိုက်ခက်ခဲတဲ့ခီးချန်းကိုဘုံတန်တနက်တန်များကြောင့်စတင်ရှောင်းလန်းနေကြရပြီဖြစ်ပါသည်

လက်ရှိချောင်းဦးမြို့တရင်ကျုပ်ပွဲတော်ကျင်းပနေသည်ကိုလေရင်ပေါ်မှမှားရင်ဘုံကျဲချသွားခြင်းမဟုတ်နိုင်ငံတကာတွင်အပျော်စီးရန်အသုံးပြုသည့်ပါရာမော်တာကောဆက်တက်ဂလိုက်တာဖြင့်အသေးချောင်းချိန်ရွယ်ဖြစ်ခတ်သွားခြင်းဖြစ်ပါသည်၎င်းတို့၏ရည်ရွယ်ချက်ကဒေါ်လာရေး၏ခံတက်ကြီးဖြစ်လာနေသောစကိုင်းတိုင်းတွင်ရှိလူလူတရက်လုံးအားမင်းတို့ပြေးစရာမည်မရှိအသက်ကိုဖက်နေထုတ်ထားဟုချင်းချောက်လူရည်လည်းဖြစ်ပါသည်ဒုမာသာလူလူကြီးကဖြီသူကားခွေးတက်များကိုညှူဆူလာပြီးမောင်းနှင်ထုတ်ကြပေမည်ဟုရည်ရွယ်လှုံ့ဆော်လာကြခြင်းလည်းဖြစ် ဖြစ်ပါတယ် ဗုဒ္ဓဘာသာပြန်ပွားထွန်ကားရာမြန်မာပြည်တွင်အခကြီးရဲ့ကြီးမရှောင်းတရင်ကျုပ်ဘွဲတော်ဟာဘုံကျဲတိုက်ခိုက်လိုက်သည်ဆိုသောတရင်သည်ယနေ့နိုင်ငံတကာတရင်စာမျက်နှာများတွင်ပါရှိလာပြီးဖြစ်ပါသည်သို့သောယခုအချိန်ထိမိသည့်အစိုးရကများပြစ်တင်ရှုံချခြင်းမရှိသေးဘဲမျက်နှာပြောင်းတိုက်ကမတိချိုးချုံပြုနေကြဆဲဖြစ်ပါသည်ငါတို့ကဘာတဝန်ဒီမိုကရေစီပြန်ပွားအောင်လုပ်နေတယ်လို့လာပြောမနေကြနေတော့ဖက်ဆစ်ဟစ်တလာနဲ့ကွန်မြူနစ်ဒါလင်ကိုတိုက်ခဲ့တဲ့သူရဲကောင်းတွေဘယ်ရောက်ကုန်ပြီလဲဟုထိုင်းဝါရင်တန်တမန်ကြီး PO များကတခါကထို့သို့မချင်မရဲပြောခဲ့ဘူးပါတယ်။အရှိတောင်အာရှသည်ထရန့်ဤမရေရာမသေးချမှုများနဲ့တူအမေရိကန်တရုတ်တို့အကြားအပြိုင်မှုပြင်းထန်တဲ့ပြင်းထန်လာနေ၍ နိုင်ငံများသည်တတိကြီးစွာထား၍ဆက်ဆံနေကြရတော့လေမင်းအောင်လိုင်ကတော့ဒီယုတ်နဲ့ရုရှားကို၎င်းနှင့်ရောက်ခမတုံးဆက်နေသည့်အလားပြောချင်ရပြောနေစေဖြစ်ပါရဲ့အားလုံးကတတိကြီးစွာဖြင့်နေနေကြချိန်မှာ၎င်းကနျူကလ িয়ার နျူကလ িয়ার ဟုထား၍ဟစ်ကျွေးနေခြင်းလောက်မိုက်မဲသည့်အရာရှိပေအောင်မည်လို့တိုင်းပြည်ကိုအုပ်ချုပ်မည်သူဆိုသူအဖို့ဘာကူမှမသိနိုင်မမြင်နိုင်ပြောချင်ရပြောနေတော့ညာလေအောက်ခြေမှာစစ်တီများကတော့ကောင်းစွာသိမြင်နေကြပြီး၎င်းတို့အဖို့ကယုံမထွက်နိုင်ဖြစ်နေရပြီးမြန်မြန် ်ပြီးမှအေးမြီဆိုကလူလူအပေါ်ပို့၍ရန်လိုလာကြခြင်းဖြစ်ပါတယ်အလုံးကိုမတင်က စိတ်ဖြင့်ဆက်ဆံလာကြပါသည်ထို့သော၎င်းတို့အကြီးကဲများသည့်ဖျားတဲခြင်းလက်စားခြင်းဆွေမျိုးသားခြင်းအောက်လက်များကောင်းစားအောင်လုပ်ပေးခြင်းအစရှိသည်တို့တွင်လွန်စွာထူးချွန်ပြောင်မြောက်စွာလုံနိုင်စွမ်းရှိသူများဖြစ်၍လဲအားကိုးနေကြပါသည် မယောင်လိုက်မှထို့တို့လက်တွေအဖြစ်ပြက်များနဲ့ဂင်းကွာအောင်ပြောဆိုလာသည့်အခါတိုင်းစစ်တပ်၏ဝါရဖြန့်ချီရေးဆက်ရန်နေရာကြီးသည့်လူမှုအကြိုက်တရင်အတူရောင်များထုတ်လင်းကအာယုံပြောင်းပေးနေရပါသည်ဒေါ်လာရေးဘတ်တော်သားများအားအပုတ်ချအောက်လုံးထိုးသည့်တရင်များထုတ်လင်းကြပါသည်ပြည်တွင်ပြည်ပမှသူများဟာပြည်သူများအကြမ်းပောက်ဖွာလာတဲ့ပြည်သူကာကွယ်တပ်ဖွဲ့များကိုလိုအပ်သမျှတပ်ဆွမ်းသမျှပံ့ပိုးပေးလာနေသည်မှာအရှိန်ရော့ကျသွားခြင်းမရှိပေ သို့သောအထက်ကနေရာမှပန်ပိုးပေးနေသူတဦးဟာစစ်တပ်ဝါရဖြန့်ချီရေးဘက်တော်သားများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်ဂျိုးဝိုင်းအတွင်မှထွက်ခွာသွားပြီးဟုပြောဆိုသွားခဲ့ပါသည်။ရန်ပုံငွေရှာဖွေပေးနေသူကိုအိတ်ထဲထည့်နေသည်ဟုအခြေမြစ်မရှိဘဲမြည်သူမဆိုအလွဲတကူပင်ဆွဆွဲနိုင်ကြပါသည်။မြည်သူပင်ဖြစ်စေယခုလိုဒေါ်လာရေးအတွက်အရေးတကြီးလိုအပ်နေချိန်မှာစေအုပ်စုအတွက်အောင်းပွဲရသွားခြင်းလည်းဖြစ်ပါသည်။ 2020ရွေးကောက်ပွဲတွင်ပြည်သူများရွေးချယ်တင်မြောက်ခံရသည့်လွှတ်တော်ကိုယ်စားလှယ်145ဦးထောင်သွင်းအကျဉ်းချခံရခြင်းမှာပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ခုစလုံးအနေငယ်များသာရွေးချယ်ခံခဲ့ရတဲ့ USDP မှခင်ရီမောင်မြင့်ဘူးလက်လဆွေတို့နဲ့လွှတ်တော်တဲ့တခါမှမရောက်ရသေးသည့်ကိုကိုကြီးတို့ကတော့အားတက်သရောဖြစ်နေကြလိမ့်ပြီးယခုပွဲထက်သေးကြသည့်ကအပေမှာရှိနိုင်ပေုံမြင့်နေထိုးရွေးကောက်ပွဲကိုထောက်ခံသည့်နိုင်ငံဟူ၍တရုတ်ရုရှားအိန္ဒိယဘယ်လာရုစ်ထိုင်းကမ်ဘောဒီးယား၆နိုင်ငံသား ာရှိပါတယ်။၎င်းတို့ရွှေကောက်ပွဲအားလူမြင်ကောင်းစေခြင်းလျင်အသက်80ရှိဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမှသာဖြစ်လာနိုင်ပွဲရှိသည်ဟုအရခတမှုချုပ်ဘူချုပ်ထွန်းမြတ်နိုင်က AR နဲ့အင်တာဗျူးမှာပြောဆိုသွားခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကပါစာဇလီနဲ့ကပါစာ6အနီးဝန်းကျင်ရှိအေပူပေါင်းတက်များရောက်ရှိလာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းမင်းဘူးခရိုင်ငဖဲမြို့နယ်တွင်ရှိစစ်ကောင်မရှင်ကာကွယ်ပစ္စည်းစက်ရုံကပါစာဇလီနဲ့ပဲခူးတိုင်းပရောင်မြို့နယ်ညောင်ချောက်ကျေးရွာရှိ ကာကွယ်ပစ္စည်းစက်ရုံကပါစာ6အနီးတို့အာရခတက်တော်အေနဲ့ပူပေါင်းတက်များရောက်ရှိလာကြောင်းဒေတာရင်းစီရင်တင်ရှင်မြထံကစုံစမ်းသိရှိရပါတယ်။ အေအေပူပေါင်းတက်များသည့်မင်းဘူးခိုင်ငဖဲမျိုးနယ်တွင်ရှိစစ်ကုံရှင်ကာကွယ်ပစ္စည်းဆက်ရုပ်ကပါစ14ကိုသိမ်းပိုင်နိုင်ရန်2025ခုနှစ်ဇွန်လလယ်မှစတင်ကထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင်အဆိုပါဆက်ရုံတို့ရောက်ရှိနိုင်ရန်တမိုင်ကန့်သာကြွားဝေးတော့ကြောင်းသိရပါသည်။ကပါစ14နာတဝိုက်မှလည်းရွာရီရှိသေးတဲ့အခုကကပါစနယ်ကတမိုင်ဝင်းချင်ကြွားဝေးရှိတဲ့ဇင်ပြုံကုန်းဝပြင်းဝမကြီးကုန်းရွာရီနာ ရောက်နေပြီးကပါစကိုသိမ်းနိုင်ရင်လည်းအဲ့ဒီကပါစထဲမှာကဘာမှကြံတော့မှမဟုတ်ဘူး တမ69လဲကုန်သွားပြီးဇာကာကစက်ခွန်အောက်ကတရင်နေလဲထွက်ပြေးနေကြတယ်။ဒေတာတွေလည်းရှိတယ်။နေချောင်းကနေဘုံကျဲတာလဲနေရောညရောပဲခုစီရီတရင်ရှင်မြစ်ကပြောပါရီ ထို့ကဲ့သို့အေအေပူးပေါင်းတပ်များထိုးစစ်ဆင်နေမှုကြောင့်စစ်ကောင်မရှင်သည်ကားပါဆဆလေးနှင့်ထိစပ်လျက်ရှိနေသည့်ရခိုင်ရိုးမပေါ်ရှိကျေးရွာများကိုလေကြောင်းအုံပြုပြီးရည်ရွယ်ချက်ရှိရှိနေစဉ်ပုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသိရပါသည်။ကားပါဆဆလေးကမြေပြတ်မှရှိနေတာပုံကျဲလိုတောင်မော်ကရွာရီလေးကုန်ပြီးဆလေးငဖဲနှင့်လုံးလုံးစိန်စေတုတ်တရားဘက်မှတိုက်ပွဲတွေဖြစ်လေဖြစ်နေကြတဲ့စစ်ဆောင်လေးရှိနေပါသည်ဟုစစ်ဆောင်ရေးကူညီပေးနေသည့်အမျိုးသမီးတအူကဆိုပါသည်။ ထို့ပြင်အရိခတက်တော်အီကငဖဲမြို့နယ်ရှိ နေရီကန်ဗျူဟာစကန်ကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိနေပြီးစစ်ကောင်မရှင်တပ်ဖက်မှလည်းလေကြောင်းဒရုန်းများအုံပြု၍အပြင်းထန်ခုခံကာကွယ်လျက်ရှိကြောင်းသိရပါသည်စစ်တပ်ရဲ့ထောက်ပို့ရကြီးဖြစ်တဲ့ဂုတ်ကြီးကိုအီကသိမ်းပြီးတော့နေရီကန်ဗျူဟာကိုထုတ်စစ်ဆင်နေပါသည်နေရီကန်ဗျူဟာကငဖဲဂုတ်ကြီးလမ်းရဲ့အဆုံးအမ်ဘရန်လမ်းမပေါ်မှာရှိတာနေရီကန်ပဲကျန်တော့တာနေတိုင်းနေပါတိုက်ပွဲရှိတယ်ဟုစီရီတရင်ရှင်မြစ်ကဆိုပါသည် အလားတူဘကိုးတိုင်းပြည် KI ဗရောင်မြို့နယ်ညောင်ချောက်ကျေးရွာရှိကာကွယ်ပြည်စည်ဆိုင်ရုံကပါစာ6နဲ့ခုနမိုင်ကအကွာတို့အရခတ်တော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့များရောက်ရှိနေပြီဖြစ်ကြောင်းဒေသခံများထံမှသိရပါရယ်ဆင်လန်ရွာမှာလက်နက်ကြီးအထိုင်ချထားတာရှိတဲ့တိုက်ပွဲကဆင်လန်တဝိုက်မှာဖြစ်နေတာအေအေဘက်ကလည်းရှေ့ကိုဒိုလာတဲ့ကပါစာ6နဲ့ကမိုင်အားဖြင့်ခုနမိုင်ဝင်းချင်မဲ့ရှိတဲ့စစ်ကောင်မရှင်ဘက်ကလည်းအင်အားရဖြည့်တဲ့ဝိုင်းတွဲပရာမော်တာဒရုန်းတွေနဲ့ခုခံနေဟုစီးရင်ခြေနေကိုသိရှိသူကပြောပါရယ် ်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာတဆင့်ပဲခူးတိုင်းတွင်ကိုဝင်ရောက်လာပါကကားပါစာ6မှာပထမဆုံးတွေ့ရှိရတဲ့စက်ရုံတစ်ခုဖြစ်ပြီးအဆိုပါကားကွေးပစ္စည်းစက်ရုံကားပါစာ6ကိုအရခတက်တော်အေကသိမ့်ပိုက်နိုင်ရန်ထိုးစစ်ဆင်လျက်ရှိနေပါသည် ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့တောင်ကုန်းပရောင်လမ်းပေါ်ရှိတောင်ပေါ်ကြီးမိုးထီတောင်မြောင်ကျိုးပကန့်ကွယ်နဲ့နတ်တောင်ကုန်းစကန်များကိုစစ်ကောမရှင်ကလက်လွတ်ခဲ့ရပြီးနောက်ပဲခူးတိုင်းတွင်ရှိကပ္ပဆာများတွင်အင်အားဖြည့်တင်းကခင်းစစ်ပြင်ဆင်နေခြင်းဖြစ်ပါတယ်လက်ရှိထိုးစစ်ဆင်လျက်ရှိနေတဲ့မကွေးတိုင်းနဲ့ပဲခူးတိုင်းရှိကာကွယ်ပစ္စည်းဆက်ရုံကပ္ပဆာများနဲ့ပတ်သက်၍စည်ရေးချင်းနေများကိုအရခတက်တော်အေအေကထုတ်ပြန်လေးမရှိသေးတဲ့အတွက်စစ်တုံးပန်းဖန်စီရရှိမှုလက်နက်ခဲယံတင်းစီရရှိမှုအခြေအနေများကိုအသေးစိတ်မသိရှိရပါ me နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နထိုးကြီးမြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှုကလေးငယ်ပါဝင်2ဦးသေဆုံး10ဦးကျော်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကိုစစ်ကောင်စီတပ်ကနေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီးအောက်တိုဘာ10ရက်ကလေကြောင်းတိုက်ခိုက်မှုမှာပြည်သူ2ဦးသေဆုံးပြီးကလေးငယ်တွေပါဝင်10ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်။အောက်တိုဘာ9ရက်ကစပြီးယနေ့အောက်တိုဘာ9ရက်ထိနထိုးကြီးမြို့ရဲ့တောင်ဘက်ကကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်နေတာလို့သိရပါရယ်။မနေ့ကနထိုးကြီးမြို့ရဲ့တောင်ဘက် မကြီးကုန်းရွာလေးချောင်းတိုက်ခိုက်ခံရမှုမှာပွဲချင်းပြီးပြည်သူတို့သေဆုံးကခြေကူတနေစင်မှာပဲနောက်ထပ်ကလေးငယ်တို့ထပ်မံသေဆုံးပြီးကလေးတွေပါဝင်ပြည်သူ၁၀ဦးကျော်တန်ရာရခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ် နှစ်ဦးသေးဆုံးနဲ့အသေးစိတ်တော့မသိရသေးပါဘူးဆစ်ဆောင်ပြည်သူတွေနေတဲ့နေရာကိုကျဲတာပါလို့ဒေသခံတို့ကပြောပါတယ်ဒီနေ့မှလည်းလေးရင်နစီနဲ့မြို့တောင်ဘက်ကကြေးရွာတွေကိုပုံချနေပြီးအထီးကိမသိရသေးဘူးလို့ဆိုပါတယ်စက်တင်ဘာလနောက်ဆုံးပတ်ထဲမှာနေထိုးကြီးမြို့ရဲ့တောင်ဘက်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်အထင်အားကဒီကနေ့ထိလေးချောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ကြောင်းသိရှိရပါတယ်